င်္ဂလာပါရှင်။နေရောင်တွင်း Audio Channel ကနေကြိုဆိုပါရစေ။ဒီကနေ့မှာတော့ဆိုင်းရေးဆရာမနုနုရီအင်းဝရေးသားထားတဲ့နမ်းမာလာမောင်ရဲ့မွှေးရည်ရှင်ဆိုတဲ့ဝတ္ထုတူလေးကိုဖတ်ပြပေးချင်ပါတယ်ရှင်။ခိုင်းစပယ်ဆောင်ရှိတောက်ကြနေ့ညနေ9:00နာရီ။သွားတော့လေးမောင်မိတာအပေါ်တက်တော့မယ်။ခဏလေးပါမိတာရဲ့9:00နာရီတော့ခွဲသေးပါဘူး။မဟုတ်ဘူးလေကွာမောင်ကလည်းဒီမှာမိတာရေးလဲမချိုးရသေးဘူး။အဝေးစားလဲမထည့်ရသေးဘူး။ တော့ကြနေလာတော့မှဟင်းကွာ10မိနစ်10မိနစ်နောက်ထပ်10မိနစ်မိတာနေရဦးမယ်6နာရီထိုးမှလာမှာကိုများခုမှစောကြီးရှိသေးတယ်ခတ်လိုက်တာမောင်ရင်မိတာပါများတက်နိုင်အောင်မှလဲမိတာလက်ကိုအတင်းဆုပ်ထားတဲ့မောင်မျက်နှာကိုမိတာကြည့်ရင်သက်ပြင်းမဲချရတော့တယ်ဒီနေ့ကောင်ကလက်တက်ပြီးရှောက်လေရတာမဝသေးဘူးလားမောင်ရဲ့လို့မိတာမမေးရတော့ပါဘူးမိတာလည်းမောင်လိုပဲခံစားနေရလို့ပေါ့ခဏလေးဖြစ်ဖြစ်မောင်နဲ့နေချင်သေးလို့ပေါ့ တောက်ချာနေကိုမောင်မုံးနေကွာဘယ်တော့များမှမောင်တို့နှစ်ယောက်စနေတနင်္ဂနွေကိုရှောက်လေရမှာပါလိမ့်သူများတွေဆို။အိုးမောင်ကလေကွာမကြတော့ပါဘူးတနှစ်ပဲလိုတော့တာဥစ္စာမိတာတို့ဂျန်နေရက်တွေလည်းတွေ့နေရတာပဲမကောင်းဘူးလေမောင်ရဲ့သူတို့ကမိတာကိုအလုံးတာဝန်ယူထားတော့မိတာမျက်နှာချက်ချင်းညှိုးကြပြီးမျက်ရည်ဝိုင်းမြန်တော့မောင်ခမရတနာစီယာအေးပါကွာဟုတ်ပါတယ်မိတာကိုမောင်မခွဲနိုင်လို့ပါစနေတနင်္ဂနွေနှစ်ရက်လုံးကတယောက်တည်းတိတ်ရောက်နာမိတာရ ဘယ်သွားပြီးဘယ်လိုက်ရမလဲမသိဘူးရုတ်တရက်မိတာဆုံးရတယ်လို့ဖြစ်ပြီးပြန်မပြောနိုင်ပဲအပြစ်ကင်းစင်တဲ့မောင်မျက်လုံးတွေကိုမိတာဝမ်းပန်းတနေကြည့်မိတယ်မောင်မိတာရဲ့မောင်ကဲသွားတော့မျက်ရည်လေးကလေးကလေးနဲ့ဟွန်းတော်ကြခုနေဦးလေးကြီးလာခေါ်ရတဲ့ဒူးနေမှာသူ့သူမကိုနှိမ့်ဆက်ရသလားဆိုပြီးကိုကိုရိုက်ခန့်ထိနေအောင်မယ်တော်ပါတော့မောင်ရဲ့တော်ပါတော့ကြားလူစစဲမျက်ရည်ကိုမိတာသိမ့်ပြီးမျက်နာကိုပြင်လို့မိတာကိုနောက်ပြောင်စိတ်သက်သာစီမဲ့မောင်းလက်တွေကိုဖြင်းဖြင်းနှုတ်ဆက်လိုက်တယ် တနင်္လာနေ့စောင့်နေတော့မှမောင်ကိုမိတာအချက်ဆုံးလက်ကနေမိတာအဆောင်ဘုတ်ကိုပြစ်တက်ခဲ့တယ်။မောင်မိတာကိုနောက်ကနေငေးကြည့်နေလိမ့်မယ်။အခန်းတကားကိုအမြန်ဖွင့်ဝင်ရင်းစပွဲတင်နိုင်လေးကိုလှမ်းကြည့်မိတယ်။ငါးနိုင်ကြီးခွဲပြီးပြီ။အဲ့ရပေါ်ပြင်လဲပြီးမောင်ကိုတားလို့နေချိန်မရတော့ပါဘူးမောင်ရဲ့။ကြာနေတဲ့မျက်ရည်တွေကိုရှင်နေတူရောချိုးပြစ်လိုက်တယ်။ခေါင်းလျှော်ပြစ်လိုက်တယ်။မောင်ကြိုက်တယ်ဆိုတော့တရုတ်တတိတိခေါင်းလျှော်ရင်မြင်များနေလေ။ မျက်နှာကိုမွေးသေးနေအောင်လယ်ဘေးနဲ့နရွက်လေးတွေမွှေးနေအောင်မိတ်ကပ်ပပကိုအနှံ့ပြားပုတ်လိမ့်လိုက်တယ်။ဂရင်အောက်ကတစ်တာကိုဆွဲထုတ်လိုက်ရက်တောင်တစ်ဖက်ပြက်ခတ်လိုက်နိုင်ရင်ကြည့်လိုက်နဲ့လုံနေတဲ့မိတာကိုခီးသွားနေတဲ့ကြိုင်ရည်သာရှိရင်တော့တစ်ဖက်ကရင်ဘော်ကနေအင်းဒုက္ခဒုက္ခလို့ညှဉ်းညူပေးလိုက်မယ်။ကြိုင်လေးလည်းနှက်ပြန်လောက်တော့ပြန်ရောက်လောက်မယ်ထင်တယ်။ဒီတစ်ခါသုံးရက်ထဲလို့ပြောသွားတာပဲ။ခီးဆောင်အိတ်တေးသေးလေးတဲကိုအင်းကြီးနှစ်စုံထက်မိတ်ကပ်ပေါင်တာနှကန်းနေဘူးထက် သွားတိုက်စီတပုတ်တန်ထက်လိုအပ်တဲ့တခြားပစ္စည်းလေးတွေရောအားလုံးထည့်ပြီးအိတ်စစ်ကိုဆွဲပိတ်လိုက်တဲ့အချိန်မှာပဲအဆောင်အောက်မှာနားရင်နေတဲ့ကားဟွန်းတန်ကိုမိတာကြရတယ်တစ်ဆက်ထဲမှာပဲတတရီဦးလေးလာပြီလာပြီလာပြီခဏလေးဦးလေးလာပြီတဲ့တကူလုံးမွေးချိုင်တင်းပြတ်နေတဲ့မိတာမှန်နေကိုနောက်ဆုံးအနေနဲ့ကြည့်လိုက်တယ်မိတ်ကပ်ပပနှခမ်းရရဲ့နဲ့စကောနှစ်ရွယ်မိမချော်လေးတယောက်ကကြောက်စိမ့်နှဆွဲရှိရှိလေးကိုခါရမ်းပြီးမိတာကိုပြန်ကြည့်နေတယ် မောင်ချစ်တဲ့တတဝင်းဆိုတဲ့ကောင်မလေးရဲ့လူတကာငေးကြည့်ရတဲ့အလှနောက်ပြီးတော့ဘလို့ပြောမလဲမိတာနဲ့မောင်ဘွားကိုချောမောစီမဲ့အလှအဖိုးတန်ဆောင်ရောက်ပြင်ဆင်နေတဲ့တကူလုံးစိမ့်မြနေတဲ့မိတာကိုအဆောင်ရှိမှရဲစကားပြောနေတဲ့လူတွေကုံလုံးကဝိုင်းကြည့်နေကြတယ်အားကြတဲ့အကြည့်တွေမနာလိုတဲ့အကြည့်တွေဟဲဟဲအကြည့်ခံရတာပဲမိတာကြည်နူးလိုက်ပါမယ်လေကားတကားကိုမိတာဆွဲပွင့်ပြီးဝင်ထိုင်လိုက်တာနဲ့ကားလက်ကရဲ့နောက်မှာခက်တီတီကြီးထိုင်နေတဲ့ မိတာတို့အဆောင်ပိုင်ရှင်ကစပြီးမိတာတငယ်ချင်းတွေထိအားလုံးရှိန်ကြတဲ့ထိတ်ပြောင်ပြောင်ပိုင်ရွှဲရွှဲအသားမဲမဲမိတာရဲ့ဦးလေးကကားကိုချက်ချင်းထွက်တယ်မိတာကကုတ်ကုတ်ကလေးဦးလေးကြီးကိုကြောက်ရွံ့ယူသေးတဲ့ပုံစံကအပြည့်ကားကမညီမညာမြင်းကြီးလန်းကလေးထဲမှာတလိမ့်လိမ့်တလူလူလှုပ်ခါနေသလိုမိတာရင်ထဲမှာလည်းထုံးစံအတိုင်းဖိတ်ကနေလှုပ်ရပြန်ပြီးမြင်းကြီးလန်းထွက်ကားလမ်းမကြီးအရောက်ကားကွေးဝိုးဆောက်ရတဲ့နေရာမှာဟောဟိုမှာ ြောမရတဲ့မိတာရဲ့မောင်တစ်ပင်အကွယ်မှာမိတာရင်တွေကိုတဆစ်ဆစ်နာလာစေတဲ့မောက်မူပိုင်အကြည့်နဲ့ပြီးတော့မိတာသာအတိတ်ပဲဖော်ရနိုင်တဲ့အတန်တိတ်နီးနဲ့မိတာကိုလွမ်းနေဦးလေးကြီးကို မုန်းနေတယ်လေမောင်ရဲမောင်းလို့တော့မမုန်းပေမဲ့မိတာမချစ်ပါဘူးဒါပေမဲ့မောင်ရဲမချစ်တော့လဲမိတာအောက်ခါနမ်းမယ်ဟူးကနေကားခွေကိုလမ်းမကြီးပေါ်မှာမြားကလေးတစ်စင်းလိုပြေးနေတော့မှာပဲမိတာရဲ့ဦးလေးကြီးဆိုသူကို အလှဆုံးပြုံးနဲ့မိတာနှုတ်ဆက်လိုက်တယ်။နေကောင်းရဲ့လားကိုကိုတတလှရဲ့လားရင်အမှတ်ဆက်နှစ်အေးစိတ်ငြိမ်ရက်ကွက်ညဆယ်နိုင်ရင်ကိုကိုသွားမယ်နော်တတမနက်9နိုင်လောက်ရောက်မယ်ဟုတ်လားတတစောင့်နေမှာပေါ့မိတာကိုနှုတ်ဆက်အနန်းနန်းပြီးသူ့ပါးစပ်ကအရင်နဲ့မိတာပါမှဆွဲထင်ချင်ရစ်တယ်။သူ့အခန်းထဲကထွက်သွားတဲ့အတန်တကားပြန်မိတ်တန်ကားဆက်နူတန်အားလုံးကိုမိတာမျက်လုံးစုံမိထားရင်နားထောင်နေမိတယ် ခဏနေတော့အားလုံးဟာငြိမ်သက်တိတ်ဆိတ်သွားလိုက်တာပဝင်းကျင်အတံပလန်ဆိုဘာမှမကြားရလောက်အောင်ခြောက်ချားလာတယ်ငြိမ်လိုက်တဲ့ညအော်ဒါစိတ်ငြိမ်ရက်ကွက်ကိုဒီလိုစိတ်ငြိမ်စွာနေနိုင်မှုအတွက်ဘလောက်တံမူးကြီးပေးထားရတယ်မှတ်တယ်လဲမိတာဘလောက်များနားလေလို့လဲအဆောင်မှာတော့ဒီအချိန်ဆိုဆူလို့ညံလို့ကောင်းတော့တခန်းနဲ့တခန်းကူပြီးစကားစမြည်ပြောလို့ကောင်းတော့လက်ဖက်တုပ်စားလို့ကောင်းတော့အဆောင်ရှိမြင်းဒီလမ်းပေါ်မှာလဲ ဂီတာအဖွဲတွေနဲ့စီကားစုညံတော့ခုဒီမှာတော့မိတာတယောက်တည်းရဲ့အခန်းတစ်ခန်းလုံးကမျက်နာပေါ်မှာကတဝီဝီလည်နေတဲ့ပန်းကအတန်ကလွယ်ရင်ညင်လို့တိတ်လို့အလုံးဟာမလုံမရှက်အခန်းထောက်ကရေခဲတစ်တားလေးကလည်းမလုံမရှက်အနားကစားတောက်စရာတွေတင်ထားတဲ့စပွဲကလထိုင်တစုံကလည်းမလုံမရှက်နေရံပေါ်ကနှင်းဟောင်းပြက်ကြိန်တွေကဂျပန်မှလှက်လှလေးကလည်းမလုံမရှက် အိုးကလေးမောင်မတက်ရှိဖြစ်တဲ့မိတာတော်မှတကယ်ကိုမလုံမရှက်စပွဲပေါ်ကတရုတ်စာအထုပ်တွေကိုလည်းမိတာဖြီတောင်ကြည့်ကျင်နေစိတ်မရှိပါဘူးအင်းရေးလေးတစ်ခွက်လောက်တောက်ရရင်တော့ကောင်းမယ်ရေးတောက်ပြီးရင်မိတာဘာလုပ်ရမလဲအဲ့ချင်းစိတ်ကလည်းမရှိသေးဘူးမိတာနဲ့ခင်မင်းနေပြီဖြစ်တဲ့တိုက်နေရန်သူကြီးရဲ့ဟိုဘချမ်းတိုက်ကြီးဘော်ကလူတွေနဲ့စကားတော်ပြောရကောင်းမလားတော်ပါပြီလေမတော်တော့ပါဘူးဒီညတော့ကို့ဘာသာပဲနေတာကောင်းပါတယ် ။ဘာပဲဖြစ်ဖြစ်သူတို့ကကိုယ့်ကိုယ်ကိုတရားရတာဆက်ဆံတာလူမှုရေးကြောက်တာဆက်ဆံတာတကယ်တော့မိတာကိုသူတို့ဘာဆက်ဆံเสียရရှိလို့လဲမိတာနဲ့သူတို့နဲ့တယောက်နဲ့တယောက်သိเสียမှမလို့သူတို့ကသူတို့ချင်းနေနဲ့သူတို့မိတာတို့လိုချင်တဲ့အခန်းကိုငားတယ်။ဒီနေ့ကို150ယူတယ်။တိုက်ခန်းကတီးတန့်ရေချိုးကန်းအိမ်သာတွဲလျက်အခန်းထဲမှာအိယာခန်းသာပစ္စည်းပစ္စည်းအပြည့်အစုံနဲ့ခြေခဲတက်တာတောင်ပါလိုက်သည်။မိဖို့တခုပဲမပါတာ။ ိဘကတော့လိုလဲမလိုပါဘူးလေမိတာတို့ချက်ပြုတ်မစားပါဘူးစားစရာအပြင်ကဝယ်လာလိုက်တာပဲဒီအခန်းကိုမိတာတို့အနေနဲ့လဲယူပြောတယ်စိတ်ငြိမ်ရက်ကွက်ထဲကအဆွန်ဆုံးနဲ့အကျယ်ဆုံးခြံထဲကတည်သက်နေရမိတာအတွက်လဲကောင်းတယ်နောက်ကျောင်းရံမအေးတဲ့မိတာရဲ့ကိုကိုအတွက်လဲကောင်းတယ်မိတာတို့ကစနေတနင်္ဂနွေနှစ်ရက်နဲ့တောက်ကြနေညပိုင်းပဲသုံးတာတောက်ကြနေညနေကြလာတယ်မိတာနဲ့9နိုင်ခွဲလောက်ထိနေပြီး10နိုင်ဆိုသူ့အိမ်ပြန်နေဒီမှာဘယ်တော့မှညမအိပ်ဘူး နောက်နေ့စနေနေ့မနက်9:00နာရီလောက်မှလာတယ်။တနေ့ကုန်းနေတယ်။ပြီးတော့မှည9:00နာရီလောက်အိမ်ပြန်တယ်။နောက်တနင်္ဂနွေမနက်လာတယ်။တနေ့ကုန်းနေတယ်။ညနေ9:00နာရီလောက်ကျမှအဆောင်ပိတ်ချိန်တဲ့အခိုက်မိတာကိုပြန်လိုက်ပို့တယ်။အဆောင်ကတော့တတာဝင်းတယောက်ဦးလေးအိမ်ကပြန်လာပြီပေါ့။ပတ်စံချမ်းသာပြီးတူမကိုဂယုတဆိုင်ရှိလာတဲ့ဦးလေးကသူကိုယ်တိုင်တေချာလက်ကျိုးတေချာပြန်ပို့တာ။ညမှန်တဝင်းဝင့်ခဝဝစပင်းဖြူတပင်းနှစ်ပင်းစားနဲ့ အရွယ်ချင်းကလည်းဒီလောက်กว่าတာဘသူကများဦးလေးဟုတ်ရဲ့လားလို့ရောင်လို့တောင်တန်တရားဖြစ်มาလဲတချို့ကအားကြရတဲ့ဤစားချောချောလေးတယောက်နဲ့တတရားနှစ်ចောင်းသူချောချောလေးတတာဝင်းပေါ့အများနည်းတူဝုတ်နိုင်စားနိုင် သုံးနိုင်ဖြုံးနိုင်တဲ့တတာဝင်းပေါ့ဩမိတာရဲ့မောင်တော်မတေသက်ပြီးရတဲ့မိတာကိုတစက်ကလေးရိမ့်မိလို့လားအပတ်စဉ်တောက်ကြစနေအပြင်ထွက်အိတ်တဲ့ဤစားကိုမောင်မတင်ငါလို့စောက်ကြည့်လေတောက်ကြနေညနေမောင်ပြန်ပို့ပြီးတနေရာကနေကြည့်ပေါ့ မိတာရဲ့ဦးလေးလာခေါ်တယ်လေအပတ်စဉ်ဒီလူပဲတင်းငွေတွေညနေပြန်ပို့တယ်လေဒီလူပဲဘာအထင်မှားစရာလို့လို့လေဒါပေမဲ့ကွယ်မောင်ကားတို့မိတာကိုမတင်ငါစိတ်နဲ့စောက်ကြည့်ရှာတာမဟုတ်ပါဘူးကွယ်နော်ဘဂရီရိုးသားတဲ့စိတ်နဲ့မိတာကိုမြင်နီလန်းအတွက်တစ်ပင်ကွယ်ကနေလူလုံးပြရတာမောလို့ခဏလေးပါမောင်ရဲ့ခဏလေးပါမိတာတို့အတွက်မဝေးတော့ပါဘူးပြောစရာကောင်းတဲ့အချိန်တွေရောက်လာတော့မှာပါ မိတာမိုက်နေတာမဟုတ်ပါဘူးမောင်ရဲ့လော်လဲဖောက်ပြားတာလည်းမဟုတ်ပါဘူးလောလောဆယ်မိတာအကြောင်းစီရိတ်အတွက်မောင်နဲ့မိတာရဲ့အနာဂတ်အတွက်မိတာအလုံးလုံးနေတာစိတ်တက်တန့်ရှိရှိနဲ့မိတာအလုံးလုံးနေတာမိတာကတော့ရှင်းနေမောင်ကြီးမိတာမောင်ကိုသိချစ်တယ်မောင်ကိုပိုင်ဆိုင်ခြင်းနဲ့တာယာတဲ့အိမ်ောင်လေးတစ်ခုကိုတည်ဆောက်မယ်မိတာမောင်နဲ့လက်ထပ်မယ်ဘာဖြစ်တယ်လဲအသေးနှစ်အောင်ချေရသူမှုမတန်ရှင်းတဲ့ခန္ဓာကိုယ်ကိုမအဲ့ရပါဘူးဆိုတော့ ဟိုးရှေတုန်းကခတ်တုံးတုံးတွေးခေါ်ရီဒီခေတ်မှာသွားစမ်းပါမိတာကတော့တိတ်မုန်းတာပဲခုဆိုမိတာပတ်စံတော်တော်စုမိနေပြီမိတာကိုသူကတလားတထောင်ပေးတယ်တပတ်တစ်ခါပဲတွေ့တယ်ဒါတောင်သူကညာအိတ်တာမဟုတ်ဘူးလေသူ့မှာကလည်းသူ့အကြောင်းနဲ့သူအင်းကမိမကြီးနဲ့တာသမီတွေမသိအောင်ပြပြနေတတ်ရသေးတာတိတ်အလုံများတဲ့စီးပွားရေးသမားတယောက်အနေနဲ့ညာ9နိုင်10နိုင်ဆိုတာနောက်ကျနေကြလေဘာဖြစ်တယ်လဲတခြားအချိန်တွေဘာလုံးနေနေ 9နိုင်10နိုင်အိမ်ပြန်ရောက်ပြီးတာပဲမဟုတ်လားသူကလည်းသူ့အတွက်ဂိမ်းနဲ့သူအဟုတ်မိတာကလည်းမိတာအတွက်ဂိမ်းနဲ့ပေါ့သူ့စီကရတဲ့တလားတထောင်ကိုမိတာချွချွတတာသုံးတယ်မကုံမဖြစ်တဲ့အကြောင်းစီကလွဲရင်အစားအသောက်လည်းမိတာချွတာတယ်သမီးတွေကတော့ဘယ်သိမလဲဝှက်လိုက်စားလိုက်တာလို့ရှိမှာပေါ့တကယ်တော့မိတာဝှက်တဲ့အဖိုးတန်ပစ္စည်းတွေကသူကြီးစီကအပူပေါင်းစုဖြစ်ဝယ်ပေးတာတွေသူသမီးတွေအတွက်ဝယ်ရင်မိတာအတွက်ဝယ်လာတာမျိုးတွေပေါ့ သူနဲ့ဆက်သွယ်မိတဲ့တစ်နှစ်အတွင်းမှာမိတာ၄00လောက်စုမိနေပြီ။နောက်တစ်နှစ်မိတာအကြောင်းပြည့်ရက်အထိဆိုရင်8000လောက်တော့ရလိုက်မယ်နဲ့တူတယ်။တော်ပြီလေ။ចောင်းပြည့်တာနဲ့မိတာမောင်နဲ့လက်ထပ်မယ်။အိမ်ကန်းလေးတစ်ခန်းငှားမယ်။နှစ်ယောက်လှုပ်လှုပ်မယ်။အင်းမိတာအိမ်ကိုထောက်ပံ့ကျင်နေဆိုရင်တော့မိတာနဲ့မောင်ချွေတာရအောင်မှာပေါ့။အဖေတို့မိတို့ကတော့မိတာကိုပြောမှမဟုတ်ပါဘူး။သူတို့မထောက်ပံ့နိုင်တာကိုကိုစီအိတ်ကိုရှာပြီးចောင်းတက်တဲ့သမီးကြီးရဲ့လို့ចံဖန်ပြီးကျေးဇူးတင်နေရှာတာ။ မိတာတို့အင်္ဂါဆင်းရဲတယ်မောင်နှမလည်းများတယ်မိတာဆယ်တန်းအောင်တော့အဖေရောအမေရောချောင်းဆက်တက်စီခြင်းကြတယ်ဒါပေမဲ့မူလာတန်းချောင်းအုပ်အဖေလာကနဲ့အမေဈေးရောက်လာလေးနဲ့ကမိသားစုစားတောက်ဖို့တော့အနိုင်နိုင်ရဲ့မိတာပဲကံကောင်းတာလားကံဆိုးတာလားမသိပါဘူးလေရန်ကုန်မှာအတင်းတင်းချောင်းလဲတဲ့အဖေအကိုတယောက်ကမိတာကိုခေါ်ပြီးကြောင်းထားပေးတယ်အဖေအကိုအိမ်ကရန်ကုန်ဆိုပေမဲ့ င်္ဂလာတော်ဆိုတော့မိတာចောင်းတက်ရမှာဝေးတယ်ဆိုပြီးအပြင်ဆောင်မှာထားပေးပြီးចောင်းတက်ခိုင်းတယ်။ကန်ဆိုးချင်တော့မိတာဒုတိယနေ့ဖြစ်နေတော့မှာအဖေကိုမိတာဘာကြီးခင်ဗျာရုပ်တရက်ကားတိုက်မှုနဲ့ဆုံးတယ်။မိတာဘယ်လိုလုံးဆက်နေတင်တော်မလဲ။မိတာကိုဘသူကထားပေးတော်မလဲ။နှစ်နှစ်ပဲလို့တော့မှဖြစ်ရတဲ့ဖြစ်ကိုမိတာဝန်းနေရင်ဆက်နေဖို့လမ်းစာကိုမိတာရှာဖွေမိတယ်။အင်းတခါတလေတော့လေတွေးမိတယ်မောင်ရဲ့။ဒီလိုအချိန်မှာကြိုင်လေးနဲ့မတွေ့ပဲ။ မောင်နဲ့တွေ့ခဲ့မိရင်မိတာဘဝတမျိုးတမီဖြစ်ချင်းဖြစ်မှာပေါ့ဒါပေမဲ့မဖြစ်နိုင်ပါဘူးလေမောင်ဟာလည်းမရှိမရှားမိဘကတက်စီချင်လို့ထားပေးထားတဲ့အကြောင်းသားတယောက်ပဲဥစ္စာမောင်လည်းမိတာပြဿနာကိုဖြေရှင်းနိုင်မှာမဟုတ်ပါဘူးကြိုင်လေးကအခိုင်းတဲ့ပဲဆောင်းမှာမိတာနဲ့ဂရင်ချင်းကရက်နေတာသူ့ကိုယုံမှအလုံးလုံးတယ်လို့ပဲတဆောင်လုံးကတိထားတာမနှက်ဆိုရိုးရိုးလေးပဲချင်းလေးနဲ့ထွက်သွားတာပဲညနေရုံးစင်းချိန်မှပြန်လာပေါ့ အေးအေးဆေးဆေးဘဲမှလည်းမသွားတတ်ဘူးဒါပေမဲ့သူ့ရုံးကအလုပ်ဆိုပြီးတလားတခါလင်းငါရက်တစ်ပတ်ခရီးတော့သူထွက်တယ်တကယ်တော့အဲ့ဒီခရီးကသူလှုပ်လှုပ်ဖို့ထွက်သွားတာတယောက်ဒါမှမဟုတ်တစုနဲ့သူလိုက်သွားတာတထောင်ကနေ2300ထိရတယ်။ဆိုင်လေးเจ้าကိုဘသူမှမသိဘူး။မိတာကိုတော့သူသိခင်နေ။မိတာအားလုံးကိုလက်လျှော့ပြီးငိုကြီးချက်မနဲ့အိမ်ကိုပြန်ဖို့ပစ္စည်းသိမ်းနေတော့မှာပဲ။ဆိုင်လေးကမိတာကိုတနာပြီးဒီเจ้าတွေဖွင့်ပြောခဲ့တယ်။ မိတာကိုအကြံဉာဏ်ပေးခဲ့တယ်။မိတာဟာချောတယ်။တက္ကသိုလ်ကျောင်းသူအစင်တန်းရှိရှိတိတ်တိတ်ဆိတ်ဆိတ်နဲ့ဘသူမှလည်းသိစရာမလိုဘူးတဲ့။ပြီးတော့တသက်လုံးမှမဟုတ်တာ။နှစ်နှစ်တည်းလေ။နှစ်နှစ်တည်းမိတာဘာဖြစ်သွားမှမလို့။မိတာလှလှပပဝေစားပြီးကျောင်းဆက်နေနိုင်မယ်။အဖေတို့အမေတို့မိတာတို့လူချင်းနဲ့ပွဲရမယ်။မိတာခေါင်းတစ်ချက်ညှိလိုက်တာနဲ့အားလုံးကအဆင်ပြေသွားတယ်မောင်ရဲ့။တတိယနေ့နေ့လယ်မှာမောင်နဲ့မိတာတွေ့ခဲ့ကြတယ်နော်။ ချစ်မိတာမိတာဘာတက်နိုင်မှာလဲကွယ်မိတာမောင်ကိုမချစ်သင့်ဘူးလို့မိတာမတွေးခဲ့မိပါမိတာအလုံးလုံးတာပဲမောင်ရဲ့တခါတလေစိတ်မကောင်းဖြစ်ရတော့ရှိရပေါ့မောင်ရဲ့အထူးသဖြင့်တောက်ကြနေညညနေမောင်အပြန်ကန်နီးချိန်တွေပေါ့မိတာဘလို့ထိမ့်မိမဲ့အဆောင်ပေါ်ရောက်တာနဲ့ငိုရော တော်ပါပြီမောင်ရဲ့မိတာမစင်းစားချင်တော့ဘူးတယောက်တည်းထိချက်နေရမှမောင်ကိုပူတတိရတယ်စနေတနင်္ဂနွေနှစ်ရက်လုံး တယောက်တည်းသိရောက်မိတာမိတာရဆိုတဲ့မောင်တန်ကရှင်ထဲမှာပဲ့တင်ထက်နေသလိုပဲတော်ပါတော့မောင်ရဲ့မိတာအိပ်ပြရစီတော့မိတာအိတ်ချင်နေပြီမိတာလေးဟိုလူကြီးဝယ်လာတဲ့ချောကလက်နှစ်ခု မိတာမစားပဲမောင်အတွက်တိတ်တိတ်လေးတင်ထားတယ်မိုးရတော့ပါဘူးမောင်ရဲ့တနည်းဆိုတာခဏလေးရဲ့တနည်းလာနေမနဲ့အဆောင်ရှိကနေမိတာကိုမောင်ဆက်ဆက်လာဆောင်နေနော်တိလား